အစီအစဉ်တင်ဆက်သူအဖြစ်ကနေမင်းသမီးလုံးတော်မှာမို့အရေးချင်းမရှိဘူးလို့ဝေဖန်ခံနေရတဲ့သတင်းတွေဝင် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆီလီအစိုက်တပိချ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒဇင်ဝင်ဝင်းကတော့ MRTV4 အစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ပရိသတ်တီရဲ့အသီးအမှတ်ပြုတာကိုရရှိထားတာဖြစ်ပါရစေ။ခေတ်သစ်ပြိုမယ့်အစီအစဉ်စားလို့ကလေးကရုပ်ချော်တဲ့တင်ဆက်သူဆိုပြီးတော့အားလုံးကသတိထားမိကြကြတာပါ။ MRTV4 အစီအစဉ်တင်ဆက်သူတွေထဲမှာဆိုရင်ဒဇင်ဝင်ဝင်းကအချောဆုံးလို့တောင်မှအသီးအမှတ်ပြုကြတာဖြစ်ပါရစေ။ဒဇင်ဝင်ဝင်းကခန္ဓာကိုယ်ဆိုလဲပြောစရာမလိုအောင်ထိမ့်သိမ်းထားနိုင်တဲ့အပြင်ရုပ် ရလဲချောမောပါတယ်။ဒါကြောင့်မို့လဲအခုဆိုရင်မင်းသမီးနေနဲ့ဆလန်ဒွဲတွေကိုပါရိုက်ကူးခွင့်ရရှိတော့မှာဖြစ်ပါတယ်။အစီအစဉ်တစ်ဆက်သူတွေနေနဲ့မင်းသမီးလောက်ခွင့်ရတယ်ဆိုတာရှားပါတဲ့အခွင့်ရေးလို့ဆိုရမှာဖြစ်ပါတယ်။ဒီဥဆောင်လောက်ဖြစ်ကြရဲဆိုရင်တောင်ဇက်ဆောင်မင်းသမီးနေရနေမဟုတ်ပဲဇက်ပိုးဇက်ရံလောက်သာဝင်ရိုက်ခွင့်ရကြတာဖြစ်ပါတယ်။ဒါပေမဲ့သစဉ်ွယ်ဝင်းကတော့လက်ရှိနာမည်ကြီးနေတဲ့မင်းသမီးတွေနဲ့အပြိုင်ဇက်လန်ဒွဲရဲ့ခေါင်းဆောင်မင်းသမီးအဖြစ်ရိုက်ခွင့်ရလာခဲ့တာပါ။မချိုးကိုဘယ်လိုပြောရပါဆိုရ တဲ့နမဲကြီးဝိထုရဲ့ခေါင်းဆောင်မင်းသမီးနေနဲ့သဇင်ွယ်ဝင်းကအဓိကနေရာနဲ့တရုတ်ဆောင်သွားမှာဖြစ်ပါတယ်။မင်းသားရိနေနဲ့ကတော့ထူအောင်ညီထုခေါင်းနဲ့အတူတရုတ်ဆောင်သွားမှာဖြစ်ပါတယ်။အစီအစဉ်တင်ဆက်သူတယောက်ကမင်းသမီးဖြစ်လာတာကြောင့်တချို့ကလည်းသဘောမကျကြပါဘူး။သဇင်ွယ်ဝင်းမှာမင်းသမီးဖြစ်တဲ့ဖြစ်တိုက်တဲ့အရေးချင်းမရှိဘူးဆိုပြီးတော့ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်သူအနေနဲ့မြင်တွေ့ရတာကြာနေပြီဖြစ်တဲ့လူတယောက်ကိုမင်းသမီးအနေနဲ့မမြင်ကြတာကြောင့်လည်းပါပါတယ်။တချို့ပရိသတ်တွေကတော့ဒဇင်ွယ်ဝင်းကိုလိုင်းကြောင်နေတယ်ဆိုပြီးတော့ဆွဆွဲပြောဆိုနေကြတာပါ။တကယ်တမ်းမှာတော့ဒဇင်ွယ်ဝင်းကအခုအချိန်မှရုတ်တရက်ဆိုသလိုမင်းသမီးထားလို့တာမဟုတ်ပါဘူး။ဒဇင်ွယ်ဝင်းက MRTV4 Crew ရဲ့ဝန်ထမ်းတယောက်ဖြစ်တာမို့ဇလန်ဒွဲတွေမှာပါဝင်သရုပ်ဆောင်ဖို့မကြာခဏဆိုသလိုကမ်းလှမ်းခံရပါတယ်။ဒါပေမဲ့ဒဇင်ွယ်ဝင်းကအစီအစဉ်တင်ဆက်တဲ့အလုပ်ကအဓိကအလုပ်ဖြစ်တာမို့လိုင်းမပူအောင်မရိုက် ဖြစ်ခဲ့ပါဘူးထုတ်လို့ရေးရင်းနဲ့ဒါရိုက်တာတွေကတရုတ်ဆောင်ကြီးဖို့တိုက်တွန်းကြတာပါသစင်တော်ဝင်းနေနဲ့လည်းအစီအစဉ်တစ်ဆက်သူနေနဲ့ရက်တည်နေတာ၁၀နှစ်ကျော်ကြာနေပြီမို့နောက်ထပ်အလုပ်တစ်ခုကိုပြောင်းလဲကြည့်ဖို့စိတ်ဖြစ်နေခဲ့ပါတယ် ဒါကြောင့်မို့လဲတရုတ်ဆောင်လို့ဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဒဇင်ရွယ်ဝင်းကမင်းသမီးတွေနဲ့အပြိုင်တရုတ်ဆောင်လောကတွေကိုထိုးဝင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ရှေးမှာတော့ဒဇင်ရွယ်ဝင်းကတရုတ်ဆောင်လို့ကိုအကျွမ်းတဝင် မလုပ်ဘူးပါဘူး။ဗီဒီယိုစကားတကားမှာတော့တရုတ်ဆောင်ထားဖို့ပါတယ်။ဒါအပြင်တချင်းဗီဒီယိုတွေမှာဆိုရင်လဲပါဝင်တရုတ်ဆောင်ဖူးထားတာပါ။အတွေ့အကြုံတွေပေမဲ့တရုတ်ဆောင်တယောက်ဖြစ်လာလိမ့်မယ်လို့ယုံကြည်ထားတာပါ။အခုနောက်ပိုင်းမှာတော့အနုပညာလောကလူဆောင်လာခဲ့ပါတယ်။အစီအစဉ်တင်ဆက်သူတွေလည်း တရုတ်ဆောင်လှုပ်လာကြသလိုအလမေရိကလည်းမင်းသမီးတွေဝင်ရိုက်ပြီးတော့တကယ့်မင်းသမီးမင်းသားအစ်စ်တွေဘေးထွက်ရမယ့်အနေထားအောင်ရှိလာခဲ့တာဖြစ်ပါတယ် ဒါအပြင်ဆယ်လီတွေကလည်းတရုတ်ဆောင်လို့ဖို့တပတ်တလန်းကနေဝင်ထိုးနေကြတာမို့အမြိုင်ဆိုင်လို့နေတာဖြစ်ပါတယ်။အရေးချင်းရှိတဲ့သူကတော့ရေရှည်ရတိနိုင်မှာဖြစ်တာကြောင့်စူးစမ်းမှုနဲ့သာအဆုံးဖြတ်ဖြစ်သွားမှာဖြစ်ပါတယ်။ပရိသတ်ကြီးရောသဇင်နယ်ဝင်းကအောင်မြင်တဲ့အမင်းသမီးတယောက်ဖြစ်လာမယ်လို့ထင်လားဆိုတာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။